ရသမားအားလုံးပဲမင်္ဂလာပါရှင်။နိုဝင်ဘာလ၄ရက်သမစ္စမဘရိုင်းတိုင်းမစ္စမသတင်းစီစဉ်ကနေနှုတ်ခွန်းဆက်ပါရယ်။ဒီကနေ့စီစဉ်ကိုကျမကျူချန်ကတာဝန်ယူတင်ဆက်ပေးသွားမှာပါ။အခုသတင်းကောင်းစင်တွေကိုအရင်ဆုံးကြည့်အောင်ပါရှင်။ကျန်းဖို့အမတ်ဟောင်းကိုကန့်ပြည်သူစစ်ခေါင်းဆောင်ပယ်ဆောက်ချင်းကတရုတ်မှကြားဖြတ်မှုနဲ့တည်တံချမှတ်ခံလိုက်ရပါရယ်။နှွေဦးတော်လည်းရေးမှာဆန္ဒပြဖြိုခွဲမှုကိုတားဆီးလို့ဖမ်းခံရဘူးတဲ့မိုးကုတ်ရေးဘူးဆရာတော်ပြန်လွန်တော်မူသွားပါရယ်။ ကျမရင်အခြေအနေစိုးရိမ်ရမှုကြောင့်ဒုံဆန်းစုကြည်ကိုချက်ချင်းလွတ်ပေးဖို့ပြည်သက်သမ္မတကတောင်းဆိုလိုက်ပါတယ်။စစ်ကောင်မရှင်ကိုလူမှုကွန်ရက်မှာဝေဖန်တဲ့သူ2000နီးပါးဖမ်းဆီးခံရပါတယ်။မိုင်းလားမှာကြားဖြန့်ပစ္စည်းတွေကို NDAA ကမီးရှို့ခဲ့ပါတယ်။နိုင်ငံတကာဘက်မှာတော့အစ္စရေးကိုထောက်ခံအားပေးနေတဲ့အချိန်မှာအမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်ခြင်းပြုမှာမဟုတ်ဘူးလို့အီရန်ကပြောလိုက်ပါတယ်။ဒီသတင်းနဲ့အပါအဝင်ဒီကနေ့ရဲ့နောက်ဆုံးရရွှေစည်းငွေစည်းနဲ့အရေးကြီးကုန်စည်နှုန်းတွေကိုစုစည်းတင်ဆက်ပေးသွားမှာပါရှင်။ တရုတ်နိုင်ငံမှာကြားဖြတ်မှုနဲ့တရားရင်ဆိုင်နေရတဲ့ကြမ်းခံရေးနဲ့ဖွံ့ဖြိုးရေးပါတီအမတ်ဟောင်းလေးဖြစ်ကိုကံပြည်သူ့ဆက်ခေါင်းဆောင်ဟောင်းလေးဖြစ်တဲ့ပယ်ဆောက်ချိန်နဲ့တားဖြစ်သူပယ်ရင်ချိန်အပါ9ရောက်ကိုတရုတ်အစိုးရရဲ့ကွမ်တုံပြည်နယ်ရှန်ကျန်းမြို့တရားရုံးကဒီကနေ့နိုဝင်ဘာ၄ရက်နေ့မှာတည်တံအမိန့်ချလိုက်ပါတယ်။ဒါအပြင်သူတို့အမှုထမ်းမှာပါတဲ့နောက်ထပ်2ရောက်ကိုတော့နှစ်နှစ်ဆိုင်းငံ့တည်တံချမှတ်လိုက်ပါတယ်။တခြားဆက်ဆက်ပါဝင်သူနောက်ထပ်9ရောက်ကိုတော့ထောင်တန်းတက်တဲ့နောက်ထပ်9ရောက်ကိုတော့ပြည်နှံတန်းအပါအဝင်နှစ်ရှည်ထောင်တန်းတွေကိုချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လကပေဆောက်ချင်အပါဝင်မိသားစုဝင်တွေကိုကြားဖြန့်လူသတ်မှုပန်ပေးပြန်ပေးဆွဲမှုငွေညှက်မှုကာစီနိုဖွင့်မှုနေဆက်ကိုတရားမဝင်ဖျက်ချော်ပေးဖို့စီစဉ်မှုပြစ်ဒဏ်မှုအပါဝင်အမှုပေါင်းများစွာနဲ့အမှုဖွင့်ခဲ့တာပါတရားရုံးကိုဆွဲချက်တင်ချိန်ကတော့တရုတ်တော်ဝင်ရှိသူတွေဟာ၁၂ဆက်ကွန်စစ်စင်ရေးကာလထဲမှာပဲလောက်ကန်ကိုတွားရောက်ခဲ့ပြီးတော့လူထောင်ချီစီကနေတက်သေးတွေယူခဲ့ကြတယ်လို့တရက်ခွဲမှာဖတ်ကြားခဲ့ပါဗျာ။ ဒါပြင်ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့အချိန်မှာပယ်ဆောက်ချိန်ဟာသူ့ရဲ့လုံပိုင်ခွင့်အာဏာကိုအသုံးပြုပြီးတော့တရုတ်နိုင်ငံသားများစွာကိုနှဇက်ဖြတ်ကျော်ပြီးတော့လောင်းကစားလုံအောင်စီစဉ်ခဲ့တယ်လို့ဆိုပါရယ်ကြပြလုပ်ငန်းတွေလုပ်ခဲ့တဲ့အချိန်မှာလဲပယ်အိမ်ကပြည်သူစစ်တွေကလုံခြုံရေးရှုပေးတာကြောင့်ဒီလုပ်ငန်းတွေအကောင်းကောင်းနဲ့လဲပတ်နိုင်ခဲ့တယ်လို့တရားရုံးကဆိုပါရယ် ဥပယ်စောက်ကျိန်ဟာပြီးခဲ့တဲ့2010ရွေးကောက်ပွဲမှာပြည်တော်စုတန်းခံရေးနဲ့ဖွံ့ဖြိုးရေးပါတီကိုစားပြုရှမ်းပြည်နယ်လွှတ်တော်လောက်ကိုင်းအမတ်အဖြစ်ဝင်ပြိုင်ခဲ့ပြီးတော့အဲ့ဒီမြို့မှာပဲပြိုင်ဘက်မရှိအနိုင်ရခဲ့ပူပါတယ်။အဲ့ဒီနောက်သမရဦးသိန်းစိန်အစိုးရက2017မတ်လမှာဥပယ်စောက်ကျိန်ကို2008ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်ပေါ်လာတဲ့ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့ရဲ့ခေါင်းဆောင်အဖြစ်စံခန့်ထားခဲ့ပါတယ်။ 2015နောက်ပိုင်းမှာတော့ဥပယ်ဆောက်ချင်းဟာလွှတ်တော်နိုင်ငံရေးကနေအနားယူသွားခဲ့ပြီးတော့လက်နက်ကင်တက်ကိုလည်းတားဖြစ်သူတွေနဲ့လွှဲခဲ့ကာနောက်ွယ်ကပဲပအဝင်ပတ်သက်ခဲ့ပါတယ်ကိုကန့်ရဲ့ထင်ရှားတဲ့မိသားစုကြီး၄ခုဖြစ်တဲ့ပေအိမ်ဝေအိမ်မိအိမ်နဲ့ယူအိမ်တို့ဟာကြားပြန့်အပါဝင်အမှုပေါင်းများစွာနဲ့ဆွဲဆွတ်ဆွဲ ခံကြရပြီးတော့တရုတ်ရဲ့အကျဉ်းထောင်တွေထံမှတရားရင်ဆိုင်နေရပါတယ်ရှင် စစ်တပ်အနာသိန်းစားကာလမှာဆန္ဒပြတဲ့သူတွေကိုအကြမ်းဖက်ဖြိုခွင်းခဲ့တဲ့စေအုပ်စုကိုဝင်ရောက်တားဆီးမှုကြောင့်ဖမ်းဆီးခံခဲ့ရတဲ့ရေဘူးစရာတော်ဦးအိမ်တဟာမနေ့ကနိုဝင်ဘာ3ရက်နေ့မှာညနေပိုင်းမှာမိုးကုံမှာပြွန်လွန်နမှုသွားခဲ့တယ်လို့နှိဇက်သူတွေစီကနေသိရပါဗျ။မိုးကုံမြို့ရေဘူးရက်ကွက်ကရေဘူးကျောင်းထိုင်ဆရာတော်ဦးအိမ်တာဟာ2021 March 17ရက်နေ့မှာဖမ်းဆီးခံခဲ့ရပြီးတော့ April 9ရက်နေ့မှာပုံမှန်905ကကြီးနဲ့ထောင်တန်း3နှစ်ချမှတ်ခံခဲ့ရပါတယ်။ 2021အောက်တိုဘာလ16ရက်နေ့မှာတော့လွန်ငိမ့်တဲ့ထောင်ကနေပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်နေမြေမတိမငိမ့်မှုတွေကြောင့်ရှောင်းတိန်နေခဲ့ရတာပါ။အဲဒီနောက်လက်ရှိသတင်းသုံးနေထိုင်ရာအကြောင်းကိုပြန်လည်ရောက်ရှိချိန်2024ခုနှစ်ဒီဇင်ဘာကစပြီးတော့အုံနောက်အာယုံကျောနဲ့သက်ဆိုင်တဲ့ရောဂါကိုပြင်းထန်စွာခံစားလာရတယ်လို့ဆရာတော်နဲ့နေဆက်တဲ့ဒေသခံတယောက်ကပြောပါရယ်။ရေဘူးဆရာတော်ဟာပြန်လည်နှောင်မှုတဲ့အချိန်မှာတတ်တော်55နှစ်ရှိပြီဖြစ်တယ်လို့သိရပါရယ်။ ။ရေပူစရာတော်ဟာအစံတစိုက်ပြည်သူလူထုဘက်မှရပ်တည်ခဲ့တဲ့အပြင်ဒေသခံကလေးတွေအတွက်လည်းအခမဲ့စာတင်ကြောင်းဖွင့်လှစ်ပေးတာပရာဟိတလုပ်ငန်းတွေဆောင်ရွက်ပေးခဲ့တာတွေကြောင့်ဆရာတော်ပြန်လည်တော်မူခဲ့တာဟာကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ဆရာတော်နဲ့နှိစက်တဲ့သူတွေကပြောပါရယ်။ရေဘူးစရာတော်ဟာအရင်2000ခုနှစ်ရွှေဝါရုံတော်လရင်မှာလဲထထဲဝင်ဝင်ပါဝင်ခဲ့သူဖြစ်တဲ့အပြင်မိုးကုံမြို့မုံအင်းမှာကြောင်မြတ်အတင်းရုံဆောက်လုပ်မှုနဲ့ပတ်သက်ပြီးတော့ဒေသခံတွေနဲ့အတူတူကန့်ကွက်မှုမှာလဲပါဝင်ခဲ့မှုပါတယ် ဒါပြင်2015ခုနှစ်မှာလည်းရေဘူးကျောင်းတိုးချဲ့ဖို့အတွက်မြေညှင့်ရှင်းလင်းရာကနေတရားမဝင်ကျောင်းမြတ်တူးဖော်တဲ့ဆိုပြီးတော့ကျောင်းမြတ်ဌာနကအမှုဖွင့်ခဲ့ပြီးကျောင်းဝင်းထက်မှာကျောင်းဆောက်လုပ်ဖို့အတွက်ဝယ်ယူစုဆောင်ထားတဲ့တစ်တင်နဲ့ပတ်သက်ပြီးတော့လည်းတစ်တော်ဌာနကတစ်တော်ဥပဒေပုံမှန်နဲ့အမှုဖွင့်တရားစွဲဆိုခြင်းခံခဲ့ရကအဲ့ဒီအမှုတွေနဲ့အိုးဖို့အကျဉ်းထောက်မှာတစ်နှစ်လောက်အကျဉ်းချခံခဲ့ရပါတယ်ရှင့် စစ်ကောင်မရှင်တပ်ကထိမ့်သိမ်းထားတဲ့လူမှုကောင်းဆောင်တုံးဆန်းစုကြည်ရဲ့ကျမရဲ့အခြေအနေဆိုးရွားလာမှုကြောင့်ချက်ချင်းလှုပ်ပေးဖို့အတွက်ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ကတောင်းဆိုလိုက်ပါတယ်ပြင်သစ်သမ္မတကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်စီကိုလိမ့်မူပြီးတော့ရေးထားတဲ့အရေးစာကိုပြင်သစ်နိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာနရဲ့မြန်မာအတွက်အထူးကိုယ်စားလှယ် Mr. Christian Lashelby ကတဆင့်ဒုံစန်းစုကြည်ရဲ့သားကိုထိန်လင်းခေါ်ကင်မရာစီကိုပေးပို့ခဲ့တာဖြစ်ပါတယ်။ ကျမရေရိုးရင်းလာမှုနဲ့မတရားထိမ့်သိမ်းခံရမှုအခြေအနေမှာတင်းလျော်တဲ့စောင့်ရှောက်မှုရရှိဖို့ခက်ခဲနေတာကိုတားဖြစ်သူစီကနေတဆင့်ကြားသိရလို့အလွန်မင်းစိုးရိမ်မိရဲ့လို့သက်80အရွယ်ဒုံဆန်းစုတီစီရေးသားတဲ့နေရာမှာတမရမက်ခရွန်ကဖော်ပြထားတာပါစံနာသိမ်းပြီးတဲ့နောက်ပိုင်းမှာနိုင်ငံရေးအကြောင်းပြချက်နဲ့ဖန်ဆီးခံထားရတဲ့ဒေါန်ဆန်းစုကြည်တမရဦးဝင်းမြင့်နဲ့တကွအကျဉ်းချခံထားရသူအားလုံးကိုချက်ချင်းနဲ့အကန့်အသတ်မရှိလွှတ်ပေးဖို့အတွက်ကိုလည်းတောင်းဆိုသွားမှာဖြစ်တယ်လို့သူကရှင်းတာထားပါတယ်။ နိုင်ငံကအစိုးရတွေနဲ့လူ့အခွင့်အရေးအဖွဲ့တွေကဒုံဆန်းစုကြည်ရဲ့ရုံးတင်စစ်ဆေးမှုတွေကိုဟန်ပြစစ်ဆေးမှုတွေလို့သတ်မှတ်ပြီးတော့သူ့ကိုလှုပ်ပေးဖို့အတွက်စဉ်ဆက်မပြတ်တောင်းဆိုနေခဲ့ကြတာပါမြန်မာနိုင်ငံရဲ့လွတ်လပ်ပြီးတော့အချုပ်ချာအာဏာပိုင်ရွေးကောက်ပွဲဆိုင်ရာရှင်းမှန်းချက်တွေဟာနင်းချေခံခဲ့ရတယ်လို့လည်းတမရမက်ခရွန်ကအဲဒီစာမှာရေးသားထားပါတယ်။ ပြင်သစ်ဟာအကြမ်းဖက်မှုလျှော့ချဖို့နဲ့တရားဝင်နိုင်ငံရေးခေါင်းဆောင်တွေကချက်မှတ်ထားတဲ့ငြိမ်းချမ်းရေးလမ်းကြောင်းတွေကိုထောက်ခံသွားမယ်လို့လည်းမက်ခရွန်ကဖြစ်စွာပြောကြားခဲ့ပါတယ်။တားဖြစ်သူကင်မရစ်ကလည်းပြင်သစ်နိုင်ငံရဲ့တနာကယူနာတရားအားပေးမှုနဲ့မိတ်ဆွေကောင်းပြီးသားတွေအတွက်လှက်လှိုက်လဲလဲခံစားရပါတယ်လို့ပြောပါတယ်။ဒါဟာအမှန်တရားငြိမ်းချမ်းရေးနဲ့လွတ်မြောက်ရေးတို့ကိုနှုတ်ပိတ်ထားလို့မရဘူးဆိုတာကမ္ဘာတဝန်းကလူတွေကိုအသိပေးလိုက်တဲ့စိတ်ရေးဆိုင်ရာခေါင်းဆောင်မှုတရဖြစ်တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလတည်းမှာမိခင်မှာနှလုံးရောဂါဆိုးရွားလာနေကြောင်းနဲ့သူ့ကိုရက်ဆက်ပြီးတော့အသက်အရွယ်ရှိတဲ့ထိန် သိမ်းထားတဲ့နေရာကနေလွတ်ပေးပြီးအရေးပေါ်စေကူသားမှုလိုအပ်ကြောင်းဒုံစန်းစုကြည်ရဲ့တာဖြစ်သူကင်မရစ်ကထုတ်ဖော်ပြောကြားခဲ့ပါတယ်ရှင်။အနာဒေးဆီအုပ်စုကိုလူမှုကွန်ရက်ပေါ်မှာဝေဖန်ရေးသားမှုကြောင့်နိုင်ငံတော်ဝန်ပြည်သူ2000နီးပါးဖမ်းဆီးခံထားရတယ်လို့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data Form မြန်မာကထုတ်ပြန်ထားပါတယ်။မနေ့ကနိုဘမ3ရက်နေ့ကထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့2022ခုနှစ် February လကနေစတင်ကအခုနှစ်အောက်တိုဘာလကုန်အထိ၄နှစ်နီးပါးအတွင်းမှာကောက်ယူထားတဲ့စစ်တမ်းဖြစ်တယ်လို့ဆိုပါတယ်။ ဲ့လိုဖန်ဆီးခံရတဲ့သူတွေအထက်မှာရန်ကုန်တိုင်းက499ယောက်မန္တလေးက458ယောက်ပဲခူးက258ယောက်အေရော်ရီက125ယောက်မကွေးတိုင်းက122ယောက်နဲ့ရှမ်းပြည်နယ်က111ယောက်တော့ရှိပြီးတော့စုစုပေါင်း1593ယောက်အထိရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ် ဒါပြင်စစ်ကောင်မရှင်ကပြုတ်လုမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်မှာစန့်ကျင်ဝေဖန်ရေးသားမှုတွေကြောင့်ရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေနဲ့ဖမ်းဆီးခံရသူဟာပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာ25ရောက်ရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဆိုပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ29ရက်နေ့ကရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးတော့အဲ့ဒီဥပဒေနဲ့3လအတွင်းမှာလူပေါင်း60နီးပါးကိုဖမ်းဆီးအရေးယူခဲ့တယ်လို့စစ်ကောင်မရှင်အစိုးရနဲ့အရာသိရပါတယ်။ အော်တိုဘာလ31ရက်နေ့မှာရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌပြည်ထရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကဒီလိုမျိုးတရားဝင်ပြောဆိုထားတယ်လို့နိုဗ ెంబ ာ1ရက်နေ့ထုတ်စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့သတင်းစာရီမှာဖော်ပြထားတာပါ။အော်တိုဘာလ29ရက်နေ့အထိအမှုပေါင်း40မှာအမျိုးသား83ယောက်နဲ့အမျိုးသမီး9ယောက်စုစုပေါင်း88ယောက်ကိုဆေးဥစုရဲ့ရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်တဲ့လှုပ်ဆောင်မှုတွေဝါရဖြန့်မှုတွေကျူးလွန်နေသူတွေကိုစုံစမ်းဖော်ထုတ်ပြီးတော့ဆက်လက် အရေးယူသွားဖို့လိုတယ်လို့သူကဆိုထားတာပါ။ အာဏာသိမ်းစစ်တပ်ကအဲ့ဒီဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်ပိုင်းမှာရွေးကောက်ပွဲအပေါ်ဝေဖန်ရေးသားပြောဆိုသူတွေနဲ့သူတို့ရဲ့ post ကို react ပေးတဲ့သူတွေကိုလည်းဇက်တိုက်ဖမ်းဆီးနေတာပါစစ်ကောင်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲအပိုင်း၁ကိုလာမယ့်ဒီဇင်ဘာ၂၈ရက်နေ့မှာမြို့နယ်တရားနှစ်မြို့နယ်အပိုင်း၂ကိုတော့၂၀၂၆ခုနှစ်ဇန်နဝါရီ၁၇ရက်နေ့မှာမြို့နယ်တရားမှာပြုလုပ်မှာဖြစ်တယ်လို့စစ်တပ်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်ရှင်။ အခုဆက်လက်ပြီးတော့ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသလေးမိုင်းလားမြို့မှာတင်ဆက်ရမိတဲ့ online ငွေလိမ်ကိုင်းကြားဖြတ်မှာသူတို့အသုံးပြုနေတဲ့ပစ္စည်းတထောင်လောက်ကိုမိရှုဖြတ်စည်းခဲ့တယ်လို့အထူးဒေသလေးသတင်းပြန်ကြားရေးဌာနကဒီကနေ့မှထုတ်ပြန်ပါတယ်အထူးဒေသလေးရဲတပ်ဖွဲ့ဝင်တွေရဲ့ဦးစီးမှုအောက်မှာဖမ်းဆီးရမိထားတဲ့အကြမ်းဖက်လုပ်ငန်းဆိုင်ရာဆက်ပစ္စည်းတွေကိုအောက်တိုဘာ31ရက်နေ့မှာစက်ကြီးတွေနဲ့နင်းချေဖျက်ဆီးပြီးမိရှုခဲ့တာလို့ဆိုပါရယ် အဲ့ဒီဖျက်ဆီးလိုက်တဲ့ပစ္စည်းတွေမှာဖုန်းတွေကွန်ပျူတာရောက်တာစတဲ့ဆက်ပစ္စည်းအမျိုးအစားများစွာပါဝင်ပြီးတော့အရေးတော်အဖြစ်တထောင်းလောက်ရှိပြီးတော့ခမန်းတံမိုးကတော့ရွှေငွေ၁၀သိန်းလောက်ရှိတယ်လို့ဆိုပါရယ် ဲ့ဒီဖော်ပြပါပစ္စည်းအလုံးဟာအထူးဒေတာလေးရဲတပ်ဖွဲ့ကကြားဖြန့်စခန်းတွေကိုဖမ်းဆီးရကနေတိစရရှိခဲ့တာဖြစ်ပြီးတော့ဒေတာအစိုးရအနေနဲ့ကြားဖြန့်လုပ်ငန်းကိုပြင်းထန်စွာနှိမ်နှင်းသွားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုပြည်သူ့စီကိုအတိပေးလိုက်တာဖြစ်တယ်လို့ဆိုပါရယ်အထူးဒေတာလေးမိုင်းလာဟာအမျိုးသားဒီမိုကရေစီမဟာမိတ်တမရော NDAA မိုင်းလာအဖွဲ့ရဲ့ထိန်းချုပ်မှုအောက်မှာတည်ရှိတာပါ ပြီးတော့ဩဂတ်လထဲမှာလည်း NDA အကူအညီနဲ့ကြားဖြန့်လုတ်ကင်သူတရုတ်နိုင်ငံသား82ယောက်ကိုမိုင်းလာတာလော့နေဇက်ကိတ်ကနေတဆင့်တရုတ်နိုင်ငံစီကိုလွှဲပြောင်းပေးခဲ့တယ်လို့ထုတ်ပြန်ချက်တွေအရသိရပါတယ်ရှင်။ပြည်တွင်းသတင်းတွေအပြင်မှာတော့နိုင်ငံတကာသတင်းတွေဘက်ကိုဆက်ကြည့်အောင်ပါ။အစ္စရေးကိုထောက်ခံအားပေးနေတဲ့အချိန်မှာအမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်ခြင်းပြုမှာမဟုတ်ဘူးလို့အီရန်ကပြောလိုက်ပါတယ်။ဒီသတင်းအပြည့်စုံကိုကိုခန့်တွေကဆက်လက်တင်ဆက်ပေးထားပါတယ်ရှင်။အစ္စရေးကိုထောက်ခံအားပေးတာအပအဝင်ဒေတာရင်းမူဝါဒကိုပြောင်းလဲခြင်းတွေလုံးမှသာ ်အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်ရေးကိုစဉ်းစားမယ်လို့အီရန်နိုင်ငံအုပ်ရှောင်းအယာတိုလာအလီခါမေနီကတိုင်းလာနေကပြောလိုက်ပါတယ်သူတို့ကဆိုင်ယွန်ဝါဒီအစိုးရကိုလုံးဝစွန့်ခွာမှဒီနေရာဒီဒေတာကစစ်စခန်းတွေကိုရုပ်သိမ်းသွားမှဒေတာတွင်းဝင်ရောက်ဆွတ်ဖက်မှုကိုမလုံမှဒါကိုပူးပေါင်းဆောင်ရွက်မှုလို့စဉ်းစားနိုင်မယ်လို့ခါမေနီကပြောပါတယ် အထက်ဆင်းကဆက်ဆံခြင်းနဲ့အမေရိကန်ရဲ့စိတ်နေစိတ်ထားကအညံ့ခံအောက်ကျတာကလွှဲရင်ဘာကိုမှလက်မခံခြင်းဘူးလို့သူက ပြောပါတယ်အနောက်နိုင်ငံတွေကအပေးထောက်ခံတဲ့ရှားဘရင်အစိုးရကိုအစ္စလမ်မစ်တော်လှန်ရေးနဲ့ဖြုတ်ချအပြီး1989ခုနှစ်ကအမေရိကန်တိုင်းရုံးကိုပိတ်သိမ်းယူခဲ့တဲ့အပြင် ဖြစ်ပြန့်နှစ်ပတ်လည်နေ့ကျင်းပရမှာចောင်းသားတွေနဲ့တီဟီယံမြို့မှာတွေ့ဆုံစင်မှာသူက ဤမှတ်ချက်စကားကိုပြောကြားလိုက်တာဖြစ်ပါတယ်။အစ္စရေလကဇွန်လလယ်မှာအီရန်ကိုမကြုံစဘူးပြင်းထန်တဲ့ဗုံးကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတော့အမေရိကန်ကလည်းအီရန်နျူကလ িয়ার စမှုဇုံတွေကိုအလားတူပဲဗုံးကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ်။ဆန်နရဲ့ကြာ အစ္စရေလနဲ့ဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်းအီရန်ကလည်းဒုံးကျည်တွေ drone တွေနဲ့လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒီလိုဧပြီလအတွင်းကစတင်ခဲ့တဲ့ဝါရှင်တန်နဲ့ဒီစီရန်ဂျာနျူကလ িয়ার ဆွေးနွေးပွဲတွေလည်းပြက်ပြားသွားခဲ့ရပါတယ်။အီရန်နဲ့အစ္စရေးဂျာအပြစ်ခတ်ရစဲရင်မှာဇွန်လ24ရက်နေ့ကစတင်အသက်ဝင်ခဲ့ပါတယ်ခင်ဗျာ။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊စက်သုံးစီစီနဲ့စောင်းစီစီတွေကိုတင်ပြပေးမှာပါ။ဒါတွေကိုတော့မင်းသမားတရင်တောက်ကိုမြတ်သူရကစူးစီးတင်ဆက်ပေးထားပါရရှင်။ ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါ့စေ4080ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1614ဒသမ55ကျပ်ပြင်ပပေါ့စေ3120ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ1429ဒသမ81ကျပ်ပြင်ပပေါ့စေ4600 98ချံထိုင်းဘတ်တဘကိုစစ်ကောင်စီတတ်မှတ်စေ64ဒသမ95ချံပြင်ပပေါင်စေ125ဒသမ9ချံမလေးရှားတဝင်းခေတ်ကိုစစ်ကောင်စီတတ်မှတ်စေ900ဒသမ83ချံပြင်ပပေါင်စေ983ချံပေါင်စေရှိပါတယ်ပေါ်ပြပါငွေလဲလဲနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုန်တဲ့အတင်းသတ်မှတ်စီ59သိန်း8000ကျပ်ပြင်ပပေါ့စီ84သိန်း1000ကျပ်15ဘဲတစ်သားကို ရွှေကုန်တဲ့အတင်းသတ်မှတ်စီ55သိန်း96885ကျပ်ပြင်ပပေါ့စီ89သိန်း1000ကျပ်ပေါ့စီရှိပါတယ်ပေါ်ပြပါရွှေစင်းနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းနှုန်းတွေကတော့ဒီဇယ်တလီတာကို2455ကျပ် ပရီမီယံဒီဇယ်တလီတာကို2990ကျပ်အော်ဒီ92တလီတာကို2905ကျပ်အော်ဒီ95တလီတာကို2800ကျပ်ပေါ့ဈေးရှိပါတယ်ပေါ်ပြပါ73ဒီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတစ်ပိတ်တာကိုစစ်ကောင်စီတတ်မှတ်စဉ်6480ကျပ်ပြင်ပပေါ့စီ1500ကျပ်ပေါ့ဈေးရှိပါတယ် ဖော်ပြပါဇင်းလုံးတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်သမစ်မပရိုင်တိုင်းမစ်မတရင်အစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီအစီအစဉ်ကိုကျမကျူချမ်းကစူးစီးတင်ဆက်ပေးခဲ့တာပါသမစ်မပရိုင်တိုင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပရိသတ်တွေအားလုံးဘေးကင်းလုံခြုံပြီးတော့ပျော်ရွှင်စရာချိန်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင် Disney <laughs> Money.